ဆိုဒီကနေ့နှုတ်ကပတ်တော်ကအဲကျွန်တော်တို့တဦးစီကိုအာချက်ကလေးတစ်ချက်အာထောက်ရှုစဉ်းစားတာလေးဝေမျှလိုပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့နေ့စဉ်ဘဝအသက်တာမှာဝิญဉာဏ်ဇာတိနဲ့လူဇာတိကိုကျွန်တော်တို့လူသားတဦးတည်းမှာတင်ကို အမြဲတမ်းရုန်းကန်ပြီးရှာဖွေနေရတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဦးနှောက်မှာတီးတဲ့အတိတ်တွေ နှလုံးသားမှာတိရဲ့အတိရဲ့ဒီနှစ်ခုဟာကျွန်တော်တို့နေ့စဉ်ဘဝအတ္တမှာရှင်ပြိုင်နေရလွယ်လွယ်လေးဝင်မြရမယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်တဲ့နဲ့အရာရဲ့ဖြစ်ခြင်းနဲ့အရာရဲ့ကိုကျွန်တော်တို့နေ့စဉ်ဘဝအတ္တမှာကျွန်တော်တို့ရှင်သန်ရတယ်ဥမာလေးတစ်ခုဆိုလို့ရှိရင်မနက်တိုင်းကျွန်တော်တို့ဒီမှာဖခင်เจ้าကိုကြိုးစားပြီးတော့လာတယ်လူတိုင်းလူလိုပဲဖြစ်ခြင်းတာလေးကဘာလဲဆိုလို့ရှိရင်ခဏလောက်တော့စိတ်အိတ်ခြင်းနဲ့နေမျိုးတွေရှိရင်စက်ကွေးခြင်း ဒါကဖြစ်ချင်တဲ့ဆန္ဒလေးဖြစ်တယ်ဒါပေမဲ့လို့ဖြစ်ရမယ်ဆိုတဲ့အရာကငါအမြဲတမ်းမနှက်ဆိုရင်ဖျားချောင်းသွားတယ်အိတ်ချင်တော်ညာလည်းပဲငါဖျားအတွက်သွားရမယ်ဆိုတဲ့အရာလေးဖြစ်တယ်ဆိုတော့ဖြစ်ချင်တဲ့အရာနဲ့ဖြစ်တဲ့အရာကိုနှိမ့်စင်ဘွားတတ်တာမှာယုံကန်နေတဲ့အခါမှာ ဖြစ်တဲ့အရာတွေကိုကျွန်ုပ်တို့လွတ်ဆောင်တာများလာရင်ဘဝအတ္တတာမှာပြည့်ဝခြင်းနဲ့ဝမ်းမြောက်ခြင်းကိုပေးပြီးဖြစ်ခြင်းနဲ့ဆန္ဒတွေကိုပဲလွတ်တာနေများတဲ့အခါမှာဘဝမှာကျွန်ုပ်တို့ဖြစ်ရတဲ့အချိန်လေးတော့ပျော်ရွှင်ပြီးနောက်ဆက်တွဲတွေမှာကျွန်ုပ်တို့ပြည့်ဝဆုံးလင်ခြင်းမရှိဘူးဆိုတဲ့အကြောင်းအရာကိုဒီကနေ့ပထမကျမ်းစာနဲ့ဧဝံဂေလိကျမ်းစာမှာဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့တခင်ခွတ်တော်ကဂျေရုဆလင်ဗိမာန်ကိုသွားတဲ့အခါမှာကျန်တပ်ဖို့ကိုအကြီးအကဲတွေနဲ့ နော်တကြီးဝါကြီးတွေကမေကွန်းတစ်ခုမေးတယ်တဲ့အဲ့ဒီမေကွန်းကဘာလဲဆိုတဲ့အခါကျရင်အခုလိုမျိုးတွင်တင်နာတွေပြီးသွားတဲ့အခါရင်ကုသတာတွေကဘယ်အခွင့်အာဏာနဲ့ဘလူးရှိက တကိုးတွေရလို့တင်လုံးနေနိုင်တာလဲလို့မေးလိုက်ပါအဲ့လိုမေးတဲ့မေကွန်းမှာတကြီးဝါကြီးနဲ့ကျန်တဲ့ပုံကိုယ်တွေဟာသူတို့တိထားတဲ့အတိတ်တစ်ခုရဲ့သူတို့တိကျင်တဲ့ဆန္ဒတစ်ခုရဲ့နှစ်ခုပေါင်းပြီးမေးထားတာဖြစ်ပါ ဒီဟာကိုဖျားဖြစ်တော်မူတဲ့သခင်ခရစ်တော်ကသိရှိတဲ့အခါမှာဘာပြန်မေးလိုက်လဲဆိုရင်သူတို့ကိုအပြေမပေးဘဲနဲ့ယောဟန်ဗပ္တစ္စာရဲ့စေကျော်ခြင်းကဘယ်ကနေပြီးလာတာလဲဖျားသခင်ရဲ့တကူရှိကလာတာလားဒါမှမဟုတ်ရှင်သူ့ဘာသူပဲလူစားတဲ့နဲ့လုံနေတာလားလို့ပြန်မေးတဲ့အခါမှာတဲ့သခင်ခရစ်တော်ကိုမေးတဲ့ကျင့်တဲ့ပုဂ္ဂိုလ်နဲ့တက်ကြီးဝါကြီးတွေကလည်းအချင်းချင်းပြန်တိုင်ပင်ကြတယ်တဲ့သူတို့ကဘာပြောလဲဆိုတော့ ယောဟန်ဗပ်တစ္စတာရဲ့စေကြောခြင်းဟာဖျားသခင်ရှိရဲ့အခွင့်အာဏာက လာတယ်လို့ငါတို့ကအပြည့်ပေးမယ်ဆိုရင်တဲ့တခင်ခွတ်တော်ကငါတို့ကိုမေးမယ်တဲ့ဒါဆိုရင်မင်းဘာဖြစ်လို့ယောဟန်ဗပ်တစ္စတာကိုမယုံတာလဲအကယ်၍ယောဟန်ဗပ်တစ္စတာရဲ့စေကြောခြင်းပေးခြင်းဟာလူစားတီးတက်တက်နဲ့ပဲသူကသူ ပေးခြင်းလို့ပေးတယ်လို့ပြောမယ်ဆိုရင်တဲ့လူတွေရဲ့အပြစ်တင်ဝေဖန်ကဲ့ရဲ့မှာကို ကြောက်တယ်တဲ့ဘာကြောင့်လဲဆိုတဲ့အခါကျရင်လူတော်တော်များများဟာယောဟန်ဗပ်တစ္စတာကို တန်ရှင်းမြင့်မြတ်ပြီးဖြောက်မှတ်တဲ့ပုဂ္ဂိုလ်ဘုရားသခင်ရှိကနေတထူးတခြားဆစ်လွချင်းခံရတဲ့ပုဂ္ဂိုလ်လို့လူတော်တော်များများယုံကြည်လက်ခံနေလို့ဖြစ်တယ်တဲ့ဒါနဲ့ဘာအဖြေပေးလိုက်လဲဆိုတဲ့အခါကျရင်ကျွန်တော်တို့မသိပါဘူးလို့အဖြေပေးလိုက်တာကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာကြားပါတယ်တကယ်တော့ပေးလိုက်တဲ့အဖြေကသူတို့မသိတာမဟုတ်ပါဘူးသူတို့သိနေပြီးသားဖြစ်ပါတယ်ဒါပေမဲ့လို့သူတို့သိနေတဲ့အကြောင်းအရာကိုသူတို့မပြောခဲ့တာပဲဖြစ်ပါတယ် ဒါကြောင့်မလို့ဒီနေ့ပထမကျမ်းစာတော့မှာဘာပြောထားလဲဆိုတော့နေစဉ်ဘဝအတ္တမှာတဲ့ကျွန်တော်တဲ့ဉာဏ်ပညာကိုရှာပါတယ်တဲ့အတိတ်ပဲလေးရတော့ဘာလဲဆိုရင်ဖျားစာတိတော်ကိုရှာပါတယ်တဲ့ဒီဖျားစာတိတော်ကိုရှာလို့တွေးရှိလာတဲ့အခါမှာတဲ့ပိုပြီးထက်ရှာခြင်းလာတယ်တဲ့အဲ့ဒီပိုပြီးထက်ရှာခြင်းနဲ့ဉာဏ်ပညာကိုထက်ရလာတဲ့အခါမှာတဲ့ကျွန်တော်ဘဝမှာပိုပြီးဝမ်းမြောက်ရှင်လန်းခြင်းနေရှိတယ်လို့ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာရေးသားထားတာပဲဖြစ်ပါတယ်ခရစ်သခင်နာ ချစ်ခင်လေးစားပါတော့ဘာသူတမမေဆွေပေါင်းလို့ဖြစ်ချင်တာနဲ့ဖြစ်တဲ့နာလူစားတိနဲ့ဖះစားတိဆိုတာဟာကျွန်တော်တို့နေစဉ်ဘဝတတမှာရုန်းကန်နေရတဲ့အရာတွေပဲဖြစ်ပါဘလူးမှမသိဘူးကိုကိုသိတဲ့အရာတွေဖြစ်တဲ့အခါမှာကိုဘဝကိုလွမြောက်ခြင်းဝမ်းမြောက်ခြင်းပေးမဲ့အရာတွေကိုရှာဖွေနိုင်တဲ့အတိနဲ့ခွန်အားကိုရပါမည်ကြောင်းဒီနေ့မိစားတဲ့ရမြတ်မှာအတူတူကတောင်းခံကြရအောင်လို့အလုံးကိုဖိတ်ခေါ်ပါတယ်အလုံးကျေးဇူးပြုမတည့်ရက်လေးစုပန်းကြရအောင်